အားလုံးဝင်ပါလာပါဒီဗီဒီယိုမှာတော့ Linux server နဲ့ Linux system administration နဲ့ပါကွာလဲပေါ့နော်တချို့ကတော့ Windows ကနေပြီးတော့ Windows မှာ Windows server ရှိတယ်ဆိုပြီးတော့ကျွန်တော် Linux မှာဆိုလဲ Linux server administration ကိုတင်တာပိုကောင်းမယ်လို့ထင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီနှစ်ခုကလုံးဝမတူပါဘူးအဲ့တော့ Windows server တွေကို manage လုပ်ဖို့ Windows server administration ကို တဲ့တော့မယ်ဆိုလို့ရှိရင်လည်း Linux Visual Command အနေနဲ့ Essential Command တွေရဲ့ပြီးရင် Linux System Administration ကိုသိမှရမှာပါအဲ့တော့ Linux System Administration ဆိုတာကကျွန်တော်ကတချို့သင်တန်းတွေမှာတော့ Visual ကနေမသိဘူး Linux Fundamental ကိုအရင်သိနေတယ် ပြီးသွားပြီဆိုတော့မှ Linux system administration ကိုတင်တာပေါ့ Linux system administration မှာဘာတွေပါလဲဆိုရင် visit command တွေပါမယ်ပြီးရင် exception command တွေပါမယ်အဲ့တော့ Linux မှာက Windows နဲ့မတူတဲ့အချက်ကဘာလဲဆိုလို့ရှိရင်ဟိုဘယ်လိုပြောရမလဲ server ရေလို့မခေါ်ဘူးကျွန်တော်မှာက Linux solution enterprise Linux လို့ခေါ်လိုက်တာပေါ့ဥပမာဆိုရင်ပြောရမယ်ဆိုလို့ရေမီတာရှိတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်အိမ်3မီတာနဲ့လုပ်ငန်း3မီတာပေါ့အဲ့လိုခွဲသလိုပဲ daily သုံးဖို့ကွန်ပျူတာတွေကိုတော့ daily သုံးမဲ့ desktop တွေ OS တွေကိုတော့ကျွန်တော်တို့ကဒါက desktop version လို့ခေါ်တယ်။ကျွန်တော်ဒီလုပ်ငန်းသုံးပေါ့နော်ကိုတော့ enterprise linux လို့ခေါ်တယ်။အဲ့ဒါကို enterprise linux လို့ server လို့ခေါ်ကြတာ။အဲ့တော့ linux server တွေကို manage လုပ်တယ်လို့ပဲသူကထင်သွားကြတာ။တကယ်တမ်းဆိုလို့ရှိရင် linux system administration မှာက essential command တွေရော server မှာအဲ့ဒီ linux ဒီ enterprise linux မှာရှိနေတဲ့ service တွေကိုရောအားလုံးကို manage လုပ်ရတာဖြစ်ပါတယ်အဲ့တော့တည်ထားဖို့လိုအပ်တာဒီ linux မှာ server တည်တံ့တဲ့နယ်ဆိုလို့ရှိရင်လည်း linux system administration ကိုနားလည်တဲ့လူမှပို့ပြီးတော့တည်လိမ့်မယ်တခါတဲ့ linux server ကြီးကိုသွားပြီးတော့ administration သွားလုပ်လို့မရပါဘူးဒီတော့အကောင်းဆုံးရွေးချယ်မှုကတော့ linux ကို system admin linux system administration ကိုပဲတက်တာ အကောင်းဆုံးပဲပေါ့နော်အဲ့ခါမှမှကိုက linux နဲ့ပတ်သက်ပြီးဘာ knowledge မှမရှိဘူးဆိုလို့ရှိရင် linux visit to linux system administration ကိုသင်တာကောင်းတယ်အဲ့ဒါကကျွန်တော်မှာ course ရှိတယ်ဗောနော် i course ကလည်းအဲ့အတွက်ကိုရည်ရွယ်ထားတာဗောနော် okay အဲ့တော့ကျွန်တော်ဒီ course ကို linux ကို visit ကနေပြီးတော့ linux system administration ကြီးသင်တာဖြစ်တဲ့အတွက် join ကျင်တဲ့သူတွေ match လာ share ရနေရတယ်ပြီးတော့စပြီးတော့ join လို့ရပြီဆိုတဲ့အကြောင်းကိုရှင်းပြရင်းနဲ့ Linux system administration နဲ့ Linux server ဘယ်လိုကွာလဲဆိုတာကိုပြောပြတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။